ကျွန်တော်တို့ပြီးပါမှရှိရလူတွေကငွေအားလူလူအားမနိုင်ဘူးမလုပ်နိုင်ဘူးဆိုလို့ရှိရင်ငွေအားနိုင်တယ်နောက်ခါကျရင်ကျွန်တော်တို့ volunteer လုပ်လို့ရတဲ့အရာတွေရှိတယ်ကိုရောက်နေတဲ့နိုင်ငံနိုင်ငံရဲ့ကိုရောက်နေရတဲ့နေရနိုင်ငံရဲ့ NGO အဖွဲ့အစည်းရဲ့ကမ္ဘာသတင်းဌာနတွေအဲ့ဒါတွေကိုကျွန်တော်တို့ email ပို့လို့ရတယ်ငါတို့နိုင်ငံမှာဒီလိုတွေဖြစ်နေရအမှလည်းတက်နိုင်တဲ့များအမရဲ့ Instagram တော့လောက် Instagram ကျရင်အမတို့ចောင်းတက်နေဆိုလို့ចောင်းက society ကိုယ့်ရဲ့ society ကိုယ့်ရဲ့ community နိုင်ငံကចောင်းသားတွေကိုအလှူခံလို့ရတယ်ဒါအမတို့ဘာလို့လုပ်လို့ရတယ်ပြန်လည်ထူထောင်ရေးအတွက်ပေါ့နော်ပြီးတော့အခုလိုဖြစ်သွားတဲ့အခါမှာအမတို့နိုင် င်ငံဟာငကိုတွေကအဲငကိုတွေကအာနာသိမ့်ပြီးတဲ့ကအမတို့ကအရာအလုံးကပျက်စီးရွရွနေချိန်မှာအခုလိုကပ်ပြီးတဘောဘေးကြီးပါအရင်အဖြစ်ဆိုရင်းနဲ့ကြုံရတဲ့အခါမှာနိုင်ငံတကာလည်းပို့ပြီးအာရုံစိုက်လာတဲ့အခါမှာအမတို့ပို့ပြီးတော့တန်ပါဖို့လိုပါတယ်အမတို့ပို့ပြီးတော့ဒီအခြားနိုင်ငံရဲ့လူတွေနဲ့ပို့ပြီး communication လုပ်ဖို့လိုတယ် community တိစောက်ဖို့လိုတယ်နိုင်ငံတကာចောင်းတနေရဲ့လူတွေဆိုလို့ရှိရင်ဘယ်နိုင်ငံမှာပဲမင်းလေကိုနေရဲ့ចောင်းကတငယ်ချင်းမိတ်ဆွေတွေတခြားနိုင်ငံကလူတွေနဲ့မိတ်ဆွေဖွဲ့ပြီးတော့ ် international ကျောင်းသားချင်းချင်းဟို community တိစောက်ပြီးတော့အမတို့ပြည်တွင်းအမတို့မြန်မာနိုင်ငံကိုဘလိုမျိုးပုံစံမျိုးနဲ့မြေပြင်ထိရောက်အောင်ဒီအမတို့ဟိုဒီ donation တွေပေါ်တော့အလှုံအလှုံဝင်လက်ခံမလဲပြန်လဲထူထောင်ပေးအတွက်အခုလက်ရှိကယ်ဆယ်ရေးတွေလုပ်နေတဲ့အရာတွေမှာဟိုဘာကြီးလိုအပ်နေလဲအဲ့ဒါတွေကမြေပြင်မှာလုပ်နေတဲ့လူတွေရှိပါတယ်အဲ့လူတွေနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့တကယ်ကိုယုံကြည်ရတဲ့အဖွဲ့အစည်းတွေရှိပါတယ်လင့်နေတဲ့အမမှာရှိပါတယ်အဲ့ဒါတွေကိုဆက်သွယ်ပြီးတော့ဓာတ်ရိုက်လှူဒါန်းဖို့လိုပါတယ် ဲ့အတွက်ကြောင့်အမတို့ပြည်ပမှာရှိရဲ့လူမဲတွေကပြည်ပမှာရှိရဲ့မြန်မာလူမျိုးတွေကဘာလို့ရမလဲဆိုလို့ရှင်စောနာပြောလို့ဒီမီဒီယာတွေဒီဒီ community တွေဒီ NGO ဖွဲ့စည်းတွေဒါတွေကိုအီးမေးလ်ပို့ရမယ်ပြီးလို့ရှင်အမတို့အဲ့ဒါလည်း keep in touch ဖြစ်နေအောင်လုပ်ရမယ်ပြီးလို့ရှင်နိုင်ငံတကာအကြောင်းသားအခြေအနေနိုင်ငံတကာအခြားနိုင်ငံလူမျိုးတွေနဲ့များများထိတွေ့ဆက်ဆံပြီးတော့အမတို့နိုင်ငံမှာဖြစ်နေရဲ့လက်ရှိဖြစ်နေရဲ့အမတို့လက်ရှိမြန်မာလူတင်နေတဲ့ social media တွေမှာတကယ်ဖြစ်နေတဲ့ဟာတွေကိုသူတို့တွေကိုတိုက်ရိုက်သိအောင်ပို့ပေးရမယ်နိုင်ငံတကာသတင်းဌာနတွေမှာပါအခုဗမာလူ <laughs> graphic and emotional video out of Myanmar, people desperately searching through the rubble of that massive 7.7 .7 magnitude earthquake. One video, a son holding his mother's lifeless hand,

မြန်မာလို့ပြောလိုက်လို့ရှိရင်ဘာမှလို့ပြောလိုက်လို့ရှိရင်အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာမြန်မာကိုမသိကြအောင်ဒါပေမဲ့အခုသူတို့သိသွားပြီမဲ့မြန်မာမြန်မာမြန်မာဆိုတာကိုကောင်းကောင်းကိုအတန်ထွက်တတ်ပြီးတော့သူတို့သိသွားတယ်သူတို့သိသွားပြီမဲ့အမားတို့ပေးဆက်လိုက်ရတဲ့ဘဝတွေအသက်တွေအိုးအိမ်စည်းစိမ်တွေဟိုဘဝတွေရဲ့ဘောင်းများစွာလေစည်းလိုက်ရတယ်လို့ခံစားရတယ် အမတို့နိုင်ငံရဲ့လူဆွဲအားအရေးမြင့်ဖြစ်တဲ့လူငယ်တွေအားလုံးလူရွယ်တွေအားလုံးလူလက်ပိုင်တွေအားလုံးဒီတနည်းမဟုတ်တနည်းနဲ့ဒုက္ခဒုက္ခမျိုးစုံနဲ့ပြပဖို့ထွက်ပြေးလာပြီးတော့ရှင်သန်နေထိုင်နေကြရတယ်။ပြီးတော့မိသားစုတစ်ခွဲနဲ့ကိုချစ်တဲ့လူတွေကိုထားခဲ့ရပြီးတော့ကိုယ့်ရဲ့မိသားစုကိုယ့်အိမ်ကိုအိုးပြအိမ်ပြနဲ့ထွက်ပြေးလာခဲ့ကြရတယ်တော်တော်များများရှိပါပါ။ ဆိုတော့အဲ့ချိန်မှာအခုလိုကိုယ်နိုင်ငံမှာလူကြီးတွေပဲကြံနေတော့တယ်လူငယ်လူရွယ်တွေတိတ်မရှိတော့ဘူးကင်ဆယ်ရေးတွေမလုံနိုင်ဘူးအဲ့အတွက်ကြောင့်မို့လို့ကိုကဘာလုပ်နိုင်လဲငါနိုင်ငံခြားနေပြီးတော့ငါပြည်ပကိုရောက်မရဲငါပြည်ပကနေဘာလုပ်နိုင်လဲငါဘာတွေကုညီလို့ရတယ်ဆိုတာကိုပြန်ပြီးတော့စဉ်းစားပြီးတော့ခေါင်းအေးနဲ့သုံးသပ်ရမယ်ပေါ့နော်ပြည်ပရောက်နေတဲ့လူတွေအကုန်လုံးကပြည်ရင်းမှာရှိတဲ့လူတွေကိုပြန်စိတ်ပို့အော်အသက်ရှူချက်ချက်ပြီးတော့ရှင်းတဲ့နေထိုင်ရတာအဲ့လိုလည်းမရဆားလို့လည်းမရဘူးတည်င်းနေကြည့်ပြီးတော့ရင်ခွဲကြည့်ခွဲပြီးတော့အခန်းပိတ်ပြီးတော့ ဒီကနေစဖြစ်တဲ့နေ့ရစပြီဒီနေ့ဆို9ရက်ရှိပြီတောက်လျှောက်စားမုံဝင်အိတ်မပြောအလုံးလဲလုံးလို့မရဘူးငါနိုင်ငံမှာဒီလိုဖြစ်နေပါလားငါတို့လူမျိုးတွေဒီလိုဖြစ်နေပါလားငါတို့ကတာဝန်မချေဘူးအဲ့လိုခံစားချက်နဲ့နေနေရတယ်ပြင်ချင်းမဲ့လည်းပြင်ချင်းမဲ့လည်းပြန်လို့မရဘူးဘာမှလည်းမကူညီနိုင်ဘူးဆိုတော့စိတ်မျိုးနဲ့ကိုယ့်ကိုအပြစ်တင်နေမိရေပေါ့နော် အဲ့တော့အဲ့လိုစိတ်ခံစားနေရမယ်ဆိုလို့ရှိရင်တော့ဒါအမားလည်းဟိုအရင်လုံးလိဖြစ်တဲ့အခြေအနေနဲ့ကြုံနေရတယ်ဗောနော်ဒီငန်းလေးမဖြစ်ခင်တရက်နှစ်ရက်ကပဲအမရဲ့ personal issue တခုကိုအမကတော့လုတ်ခဲ့တယ်အဲကိုယ့်ကိုပြန်ပြီးမနေ့ရုံထပြီးတော့ရှင်းတဲ့နေရတယ်အရင်လုံးလိဖြစ်တယ်ဆိုတော့အဲ့အချိန်မှာဟိုအခန်းတကားပိတ်ပြီးငိုပြီးတော့ဒီသတင်းတွေကြည့်ပြီးတော့ဟာငါဘာလုပ်နိုင်မလဲငါဘာလုပ်နိုင်မလဲဆိုပြီးတော့တစ်ချိန်လုံးတွေးနေတယ်ဆိုတော့ ို့မှာလှုပ်နိုင်တဲ့အင်အားနဲ့အရင်ကတော့မရှိရောဘူးအရင်ကတော့မလုံနိုင်တော့ဘူးဆိုတော့အခုအမတို့ပြီးပါရောက်နေတဲ့လူငယ်တွေဘာလုပ်မလဲဆိုတော့ အမတို့စိတ်ပိုင်းဆိုင်ရာမန်တယ်ဟဲမှာမန်တယ်ဟဲကိုပြန်ကျင်းလာမှာအောင်လုပ်မယ်ဆိုတော့အမတို့ healing လုပ်ဖို့လိုတယ်ဆိုကိုလုံးနေရဲ့လက်ရှိလုပ်နေတဲ့အလုပ်ကို focus ပြန်လုပ်ရမယ်ကိုကြောင်းတက်နေလားလုံးလုံးနေလားအဲ့ဒါကိုပြန်ပြီးတော့ဟိုအာယုံဆိုင်ကမယ်ပြီးလို့ရှိရင်အမတို့ပြန်ပြီးတန်းပါရမယ်ဘာဖြစ်လဲဆိုအမတို့ပြည်ပြင်းမှာဂျန်ငယ်လူကြီးတွေနဲ့မိသားစုတွေပြန်နေထူထောင်ရေးလုပ်ဖို့အတွက်ကိုအမတို့ပြည်ပကိုရောက်နေတဲ့အမတို့နိုင်ငံလူဆွမ်းအရင်းမြစ်ဖြစ်တဲ့လူငယ်တွေက ပုံမှန်ထက်ပိုပြီး survive လုပ်နိုင်ရမယ်ပိုပြီးတန်ပါရမယ်ဆိုငလေးဖြစ်တဲ့အချိန်မှာပြီးပါရောက်ပြီးလုပ်နေရတဲ့လူတွေက home sick ဖြစ်တယ်လုံးလိအရန်ဖြစ်တယ်စကားပြောဖို့မရှိဘူးဆက်ရုပ်တရုပ်လိုရှင်တယ်ရင်တနေ့ကို ပင်ပင်မဲ့အလုံးလုံးရလုံးလုံးကြရတယ်အခါမှာတို့အရန်ထိကျန်တယ်တို့မိသားစုတို့ဘာလို့မဆိုကိုမိသားစုကိုဆွေမျိုးကိုရဲ့ချစ်ရတဲ့လူတွေကိုရဲ့ social network ရှိမယ် business network ရှိမယ်ကိုရဲ့မိတ်ဆွေပေါင်းစုတွေအားလုံးကိုလွမ်းနေမှာပဲကျမလည်းအရန်ကိုလွမ်းတယ်ကျမဘယ်သူနဲ့မှမဆက်သွယ်ဘူးဘာဖြစ်လို့လဲဆိုတော့တို့ကိုလွမ်းပြီးအောင်ငုံပြီးလို့ရှိရင်ကျမပို့ပြီး energy drain ဖြစ်မှာမဟုတ်လို့ကျမမဆက်သွယ်ပဲနေတယ်ကိုကကိုတယောက်တည်း launch ပြီးတော့တိတ်ခံပြီးတော့တောက်ခံပြီးတော့ရှင်းတယ်ဆိုတော့အဲ့လိုနေနေကြရတယ်ပေါ့နော်တော်တော်များများ လူငယ်တွေကလူပြီးပါထွက်လာပြီဆိုတဲ့အခါမှာဆိုတော့အဲ့ခါကျတော့ဒီလိုသတင်းထွက်ချတဲ့အခါမှာဘလို့မှမခံစားနိုင်ဘူးကိုယ့်ရဲ့ personality တော်လည်းကောင် family case တွေတော်လည်းကောင်အဆင်မပြေအားလုံးကဒုက္ခရောက်နေတဲ့လူတွေကြီးပဲအခုချိန်မှာအဲ့ချိန်မှာထပ်ပြီးဒီလိုဖြစ်တဲ့အခါကျတော့ပြန်ပြေးပြီးသွားပြီးကုလို့လည်းမရဘူးဆိုတော့ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်ဒီလူငယ်လူရွယ်တွေဆိုတာအမားတို့နိုင်ငံရဲ့လူဆွဲအားအရင်းမြစ်တွေပဲအဲ့လူငယ်တွေအကုန်လုံးကအခုချိန်မှာနိုင်ငံခြားရောက်နေကြတယ်နိုင်ငံခြားကိုမဖြစ်ဖြစ်တဲ့နည်းနဲ့တနိုင်ငံမှတနိုင်ငံမှာ ်မိကွဲဖကွဲမိကွဲဖကွဲမိသားစုကွဲတေကွဲရှင်ကွဲတွေနဲ့ကွဲပြီးတော့ရှင်တန်နေထားရတယ်ပေါ့နော်အဲ့ချိန်မှာပိုပြီးစိတ်ထိခိုက်စရာကောင်းလာကြတော့ငလင်ဖြစ်ပြီဆိုတဲ့အချိန်မှာတနေ့ငယ်အချိန်ကွာဟန်းချက်တောင်းတော့လကောက်အိမ်ထဲဆက်သွယ်မရဘဲနဲ့အဲအစင်ပြေရလားမြန်မာနိုင်ငံမှာဒီလိုဖြစ်နေပြီဘလို့ဘလို့တွေဟိုဖြစ်ရဘလို့ဆက်သွယ်ရမလဲဟိုဆက်သွယ်မရဟိုစိတ်တန်ရရင်လေးပေါ့နော်ရှင်တန်နေကြရတယ်စိတ်တန်ရရင်မထဲမှာတန်ရရင်လေးအားလုံးက ဟိုအရင်ကကြေကွဲခံစားပြီးတော့ရှင်းတဲ့နေကြရတယ်မြန်မာလူမျိုးတွေအားလုံးကဒီလိုမျိုးတည်ကျင်းနေရဒီလိုမျိုးဒီလိုမျိုးအဖြစ်ဆိုကြီးနဲ့ဒီလိုမျိုးတဘာဝကပ်ပီးကြီးနဲ့ကြုံနေရတယ်။အဲလွန်ခဲ့တဲ့2021မှတ်မှတ်ရရအမရဲ့မိုးရင်းနေ February 10ရက်နေ့မှာအဲအာနာစသိန်းတဲ့ဟိုကအမတို့ရဲ့ဘဝတွေမြန်မာနိုင်ငံသားတွေရဲ့ဘဝတွေမိသားစုတွေတမယအရာအားလုံးမိသားစုတွေဘဝတွေအားလုံးကရှင်ကွဲကွဲတေကွဲကွဲရတဲ့ဘဝတွေကြီးပဲ။ အဲ့ဒါဒီအားလုံးကလူမဆန်တဲ့လုပ်ရည်တွေကြောင့်လူသားချင်းချင်းစာနာထောက်ထားမှုမရှိတဲ့အရာတွေကြောင့်ဖြစ်တယ်ဆိုတော့တဖြည်းဖြည်းပိုတည်လာရတယ်အခုလိုမျိုးအမအားနိုင်ငံမှာငလျင်အကြီးအကျယ် ဖြစ်သွားပြီးတော့ဟိုတေချီပျက်စီးကုန်တဲ့ဘဝတွေဟိုနိုင်ငံတကာမြင်တဲ့အခါမှာနိုင်ငံတကာသတင်းတွေမှာလည်းဟိုအာရှအာရှနိုင်ငံတွေရောဥရောပနိုင်ငံတွေရောအမေရိကန်ရှိသမျှနိုင်ငံတွေအားလုံးတကဘာလုံးကမြန်မာဆိုတာကိုအတန်မထွက်တတ်ရနေပြီးဘာမှလို့လဲခေါ်ကြရနေမြန်မာဆိုပြီးပြည်ပသားနဲ့တိလာတယ်ပြီးတော့သူတို့အချင်းချင်းကလည်းအဲဘဲဘာသာပဲကိုကိုွယ်ပစီအသားရောင်ခွဲခြားခြင်းမရှိဘဲနဲ့ဗုဒ္ဓဘာသာတော်၎င်းမွတ်စလင်တော်၎င်း ခရစ်ယာန်တော်၎င်းဘာသာမဲ့တော်၎င်းအားလုံးဒီကိုချင်းစာတရားနဲ့ကိုချင်းစာစိတ်နဲ့အမတို့မြန်မာနိုင်ငံပေါ်မှာရှိပါလားဆိုတာကိုအမပြီးပါထွက်လာတဲ့အခါမှာသိပါလိမ့်မယ်ဒီငန်းလင်းလှုပ်တဲ့ငန်းလင်းဖြစ်တဲ့တည်ရင်ကြကြချင်းရဆိုလို့ရှိရင်အမကြသေးခင်ကမှအမအလုံးမှာတိလာတယ်အလုံးမှာတိလာတဲ့အဲတခြားနိုင်ငံသားပေါ့နော်တူရကီအဲအီတလီဂျာမနီအခြားနိုင်ငံသားတွေကလည်း အဲကိုနဲ့ပတ်သက်ပြီးတော့ခင်လာတဲ့မိတ်ဆွေတွေခြားလူမျိုးတွေရတယ်အမအကိုစာတွေပို့ကြတယ်နင့်မိသားစုအဆင်ပြေရဲ့လားဟမ်နင့်နင့်အဖေမေရှိသေးရဲ့လားနင့်နင့်မိသားစုစိတ်ဖြစ်ရဲ့လားဆိုပြီးစာတွေပို့ကြတယ်ဒါစီသူတို့တွေရဲ့စိတ်ထဲမှာလူကိုလူလိုတွေးပြီးလူသားချင်းစာနာထောက်ထားပြီးကိုချင်းစာတရားရှိကြလို့လေလူအသက်တချောင်းကိုတန်မိုးထားကြလို့လေအဲ့ဒီစိတ်ချက်ကိုအမတို့မြင်လိုက်ရအမေကအမေအမေရဲ့လက်လေးကိုကင်ပြီးတော့ ဟိုအမေစိတ်ချချစိတ်ချလက်ချသွားတော့နော်အမေမကျက်တဲ့နေရာကြီးကျွန်တော်မသွားဘူးဗာညာဆိုပြောတဲ့ဗီဒီယိုဆိုရင်အမတို့ CNN နဲ့သတင်းဌာနတို့ဆိုတော့ဒါဒီဒီ link တွေဒီဒီ source တွေကိုဒီသတင်း source တွေကိုအမတို့ဓာတ်ရိုက်ပိတ်ဖို့ပို့လိုပါတယ်အဲ့တော့အမတို့ကဘာကဘာကအမတို့မြန်မာနိုင်ငံမှာဘလောက်ထိချင်းနေဆိုးရပြီးဘလောက်ထိဟိုလူမဆန်တဲ့လုပ်ရည်တွေဖြစ်နေရဲဆိုတာကို လေကဘာပိုတိအောင်အမတို့မြန်မြန်လေး speak out လုပ်ပေးဖို့လိုပါတယ်ပြည်ပရောက်နေရဲ့လူငယ်တွေလူရွယ်တွေအဲအားလုံးမြန်မာလူမျိုးတွေအားလုံးကအမတို့နိုင်ငံပြန်လည်ထူထောင်ရေးအတွက်ကို အမတို့ဘာလုပ်ရမလဲဘလို့နီးလန်းနဲ့ရှင်တန်ရမလဲပြီးရင်အ ਨੇ ဆုံးဟိုမရှင်တန်ချင်တော့ဘူးငါအရင်စိတ်တက်ကြနေပြီငါဘာမှမလုပ်ပေးနိုင်ပါလားငါ့ကိုငါအပြစ်တွေတင်နေမယ့်အစားအဲအမအားတို့နီးလန်းရှာရမယ်ပေါ့နော်လမ်းရှာရမယ်လမ်းဖောက်ရမယ်ပြီးလို့ရှိရင်အမအားတို့တတိရှိရှိနဲ့များများ လူများလူများများနိုင်ငံသားများများတခြားနိုင်ငံလူတွေများများ ਨੇ ထိတွေ့ရမယ်ပြောပြောရဲဆိုရဲနဲ့အမားတို့နိုင်ငံအတွက်ကိုအမားတို့ဒီပြန်လည်ထူထောင်ရေးအတွက် long term ပေါ့နော်ရေရှည်အတွက်အလှအလှငွေတွေစီးစင်းနိုင်မယ့်အရာမျိုးတွေအမားတို့ဖန်တီးရမယ် ဆိုတော့အဲ့ဒါတွေကိုမြန်မြန်လုပ်ဖို့လိုပါတယ်အဲ့တော့ကြောင့်အမတို့ကပို့ပြီးတော့ပြည်ရင်းမှာရှိနေတဲ့လူကြီးတွေပြည်ရင်းမှာရှိနေတဲ့မိသားစုတွေကိုပြန်လည်ပြီးတော့ကြည့်ဖို့ပြန်လည်ပြီးထောက်ပံ့ဖို့အတွက်အမတို့တန်မာနေမှရပါမယ်အမတို့ပုံမှန်ထက်ပို့ပြီး survive လုပ်ရမယ်ပုံမှန်ထက်အပင်ပန်းခံရမယ်ပုံမှန်ထက်မအိပ်ပဲနေရမယ်အလုံးလဲလုပ်ရမယ် အလှူငွေတွေရအောင်ပြန်လည်ထူထောင်ရေးအတွက်ပတ်စံတွေရအောင်ပို့ပြီးကြီးမားကျယ်ပြန့်တဲ့အတိုင်းဝိုင်းနဲ့ community ရအောင် network တွေ NGO တွေနဲ့ချိတ်ဆက်မိအောင်အမတို့အများကြီးဒီထက်ပို့ပြီးစူးစမ်းဖို့လိုပါတယ်အဲ့အတွက်ကြောင့်အမတို့မှာအခွန်အားရှိမှဖြစ်ပါမယ်အမတိုင်းပြောရရင်အခုလိုစကားပြောနိုင်ဖို့အတွက်ကိုငလင်းစဖြစ်ထဲရစပြီးတော့နေ့တိုင်းတကားပိတ်ပြီးငိုနေရတယ်နေ့တိုင်းကြေကွဲခံစားပြီးတော့စားမဝင်အိတ်မပြောနဲ့ဖြစ်နေရတယ်ဟိုရေမြန်မာနိုင်ငံမှာတော့၎င်းကြံခဲ့တဲ့မိသားစုတွေကိုစိတ်ပူနေရတယ် အဲ့ဒီတော့ကအဲ့ဒီ site အဲ့ဒီ site ကိုပေါ့နော်အဲ့ဒီ trauma အဲ့စိတ်ဓာတ်ရကြီးကဘလို့မှစိတ်ပန်းဆိုင်ရာ mental health ကမကျန်းမာဘူးခဏလေးအိပ်ပြီးပြန်နိုးလာရဟာငါဘာလို့မှမလဲငါဘာလို့မှလည်းနာခံမရှိဘူးငါမှနာခံပြောင်းနေရဟာငါနိုင်ငံကိုကြီးကြတော့လည်းငါငါမိသားစုတွေကိုလည်းစိတ်မချရဘူးဟာငါနိုင်ငံငါလူမျိုးတွေလည်းဒုက္ခရောက်နေရအဲ့စိတ်ကြီးနဲ့နေ့တိုင်းအလုပ်လုပ်နေရတယ်နေ့တိုင်းရှင်သန်နေရတဲ့ဘဝတွေရတယ်အရင်ကိုခက်ခဲပင်ပန်းလို့မှာလေ ိတ်လည်းမပြောဘူးဘလောက်ပဲခန္ဓာကိုယ်ကအလုံးကျဲနေလို့အလုပ်တွေလုပ်ပြီးပင်ပန်းပြီးခန္ဓာလေးခန္ဓာကိုယ်ကမနေနိုင်လို့အိပ်ပြီးမဲ့ဟောဒီမတိစိတ်ကလေးမတိစိတ်ကမအိပ်ဘူးအခုလက်ရှိမြန်မာနိုင်ငံမှာနေနေတဲ့လူတွေဆိုဘလောက်ဘလောက်တောင်စိုက်ကိုဖြစ်နေမလဲဘလောက်တောင်စိတ်ကစိတ်ထရာထရမာဖြစ်နေမလဲဘယ်ချိန်ငလင်းလို့မလဲငါငါလှုပ်ငလင်းလှုပ်တာမသိပဲနဲ့ငါတည်သွားမလားငါပါသွားမလားကိုယ့်ကိုယ်တည်လို့တည်မဲ့မသိရဖြစ်တယ်အခုအဲ့ဒါကြီးကိုတွေ့နေမြင်နေခံစားနေရတာဘလို့မှကိုကိုယ်တိုင်လည်းနေလို့မရဘူး ဟိုတခြားနိုင်ငံနိုင်ငံသားတွေကစာပါကိုရီကိုခန်းစားသိမြင်ခန်းစားပြီးတော့သူတို့စိတ်ထဲမှာလူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့သူတို့အရန်ကိုလက်လိုက်လေလေလူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့အရန်ကိုလက်လိုက်လေလေကုညီပေးဖို့ရှိနေကြတယ်အကုန်လုံးကဒါကိုလူမျိုးချင်းတော့မဟုတ်ဘူးเนาะဒါပါလာလည်းမတူဘူးလူမျိုးလည်းမတူဘူးဒီလိုနိုင်ငံတွေကတော့ကူညီဖို့ဒီလိုလူမျိုးတွေကတော့ကိုယ်ကိုကူညီနေကြကူညီဖို့အစဉ်အနှင်းဖြစ်နေရဲ့အဲ့ဒီအချိန်မှာအမားတို့ကပို့ပြီးတော့ထိထိရောက်ရောက်ဖြစ်ဖို့အတွက် အမြေပြင်ကိုတန်းရရောက်ဖို့နီးလန်းနေအလှငွေတွေမင်းများကောက်ဖို့လိုအပ်တယ်အမားတို့အများကြီးတန်ပါနေမှရမယ်အမားတို့ကိုကိုကိုအတွက်တော့လည်းကောကိုဖေအမေကိုမီတာစုကိုလူမျိုးကိုနိုင်ငံအတွက်အမားတို့အများကြီးတန်ပါနေမှရမယ်အမားတရင်နေတောက်လျှောက်တွေ့တွေ့တွေ့နေရဲ့ဖတ်နေရဲ့အခါမှာဒီညဆိုလို့ရှိရင်မူချိုချောင်းကခလေးလေး25ရောက်သူတို့ကိုသူတို့တေးလိုက်ခလေးကြီးဆိုတော့သူတို့ကိုသူတို့ဘာတိဘာလို့ဘလို့အသိဉာဏ်ရှိမှာတော့သူတို့ကိုသူတို့တေးလိုက်မှန်းတော့သိမှာမဟုတ်ဘူးသူတို့ကိုသူတို့ မရှိတော့မှန်းတော့သူတို့သိမှာမဟုတ်ဘူးဒီကလေးတွေရာလေဆိုအရင်အရင်ကချင်းကြေကွဲခံစားရတယ်ပြီးတော့မနေ့ကမနေ့ကတရင်တပုတ်အသက်18နှစ်အရွယ်ကောင်လေးအဲကင်ဆယ်ရေးလုပ်တဲ့ကောင်လေးအဲ့တရင်ကိုဖတ်ပြီးတော့တော်တော်ခံစားရတယ်ဆိုကိုကအရင်ကိုလက်တွေ့လက်တွေ့မြင်နေတွေ့နေလုံနေရဲ့မြေပြင်မှာမြင်နေတွေ့နေလုံနေရဲ့လူတွေဆိုဘလောက်တောင်ထားချင်းကြေကွဲခံစားရမလဲဆိုတော့ကို ခံစားမိတယ်။ဆိုအဲ့ကောင်လေးကိုကြည့်ချင်းအဖြစ်အမပြန်တန်မှလာတယ်။ဘာလို့ပြန်တန်မှလဲဆိုစိတ်ပြောချင်တာဒီအဲ့ကောင်လေးကိုကြည့်ပြီးတော့အသက်18နှစ်ပဲအကောင်လေးကိုကြည့်ပြီးအမအဲ့ post ကိုကြည့်ပြီးအမပြန်ပြန်လဲ note ထပြီးငါဘာလုပ်နေရလဲ။ငါအလုပ်ပြန်ရှာရမယ်။ငါစာလုပ်ရမယ်။ငါနောက်မှအာငါငါတနငါတနိုင်ငံငါမိသားစုငါချစ်တဲ့လူတွေကတနိုင်ငံတယောက်တနိုင်ငံစီတယောက်တကဘာစီတယောက်တနေရစီရောက်နေရဲ့ သူတို့တည်လိုက်နေအောင်ငါတိမှာမဟုတ်ဘူးငါတည်နေသူတို့တိမှာမဟုတ်ဘူးသူတို့မရှိတော့ရင်ငါတယောက်တည်းဘယ်လိုရှင်သန်မလဲဒီကဘာပေါ်မှာငါတယောက်ပဲကျန်တော့မှာလားအစ်စိတ်ဒီသူတို့တရားအောင်ငါမတိလိုက်ရဘူးလားငါတရားအောင်လည်းသူတို့မတိပဲနေမှာပဲအစ်စိတ်ဒီအစ်စိတ်ဒီအများကြီးတန်ဝင်ကြတယ်ဘာသာရေးနဲ့ကြည့်လို့ရှိရင်တရားရည်လေတော်တော်ရပါတယ်ဆိုတော့တယောက်တည်းရှင်တန်နေထိုင်တာမို့ပဲဘဲချိန်မဆိုးသေသွားနိုင်တယ်ဘဲချိန်မဆိုးမှဒီအိုးအိမ်စီးစိမ်ပိုင်ဆိုင်မှုတွေလူတွေ ကိုချိရတဲ့လူတွေလည်းခွဲခွာရနိုင်တယ်အရာအလုံးကိုအချိန်မရွေးဆုံးရှုံးနိုင်တယ်ဆိုတဲ့အရာကိုလည်းပိုတိလာရတယ်ပိုပြီးတော့ရင်းချက်လာစီရယ်ပိုပြီးလဲစိတ်ကိုထတက်လာစီရယ်အဲ့ပြင်ခုနကစကားပြန်ဆက်ရရင်ကောင်လေး16နှစ်ရွယ်ကောင်လေးရဲ့ post ကိုဖတ်ပြီးတဲ့အချိန်မှာအမပြန်လဲနိုးထလာတယ်ဘာလို့ဆိုသူ့မိသားသူ့အကယ်စရေးလုပ်တဲ့လူဖြစ်တယ်သူ့မိသားစုရဲ့ဓာတ်ပေါ်ရီကိုပေါ့နော်သူ့မိသားစုရဲ့ဓာတ်ပေါ်ရီကိုအပိုင်းပိုင်းပြည့်ပြည့်နဲ့ သူမြင်ပြီးတော့လုံနေရအောင်သူအားရပါရငိုတယ်သူအားရပါရရှာကြီးတငင်တညငိုပြီးတော့နောက်နေ့မှသူအခြားလူတွေကိုကယ်ဆယ်ပြီးပြန်လုံနေရဲ့ဆိုတော့သူဘလို့စိတ်နဲ့များရှင်းတန်နေထိုင်ပြီးတော့သူဒီဒီလုပ်တွေအခြားလူတွေကိုထပ်ပြီးကယ်နေရတယ်ဆိုဒီကောင်လေးတော့ဒီ16နှစ်အရွယ်16နှစ်အရွယ်အသက်ကယ်ဆယ်လုပ်တဲ့ဒီဘီတက်အရန်အကူလာကယ်ဆယ်ကြီးအကူလုပ်တဲ့ဒီဒီခလေးလေးတော့မှာ ဒီလိုစိတ်နဲ့နေနိုင်နေဆိုလို့ရှိရင်ငါတို့ကငါတို့မိသားစုတွေငါတို့နိုင်ငံအတွက်ငါတို့ကိုယ်ငါတို့အတွက်ငါတို့ဆက်လက်ရှင်သန်ပြီးတော့တောင်းခံရမယ်ဒီလူငယ်ကလေးလေးလိုမျိုး ဘာပဲဖြစ်နေဖြစ်နေရအောင်ရှင်သန်ပြီးတော့အမအုပ်နိုင်ငံရဲ့ထူထောင်ရေးတွေအမအုပ်နိုင်ငံရဲ့အခုလက်ရှိဖြစ်နေတဲ့အနေအထားတွေအတွက်အမတို့ရောက်နေတဲ့နေရာရောက်နေတဲ့နိုင်ငံရောက်နေတဲ့မြို့မှာရှိတဲ့လူတွေနဲ့ဆက်သွယ်ပြီးတော့အမတို့နိုင်ငံအတွက်ဘာအထောက်ပံ့ဖြစ်မလဲပြန်လည်ထူထောင်ရေးလားငွေအားလားလူအားလားအတိုင်းဝိုင်းလားအဆက်အသွယ်လားအမြင်အပြေပြင်းပြစ်ထိဓာတ်ရိုက်ထိတွေ့ပြီးတော့ကူညီနိုင်မဲ့အဖွဲ့အစည်းတွေနဲ့ကမ္ဘာကမ္ဘာအပြင်မြန်မာနိုင်ငံအပြင်ဘက်ကအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိပြီးတော့လှုပ်ဖို့အတွက်ကို အမဒီကနေပြီးတော့ဟိုမြန်မာပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေအားလုံးကို တိုက်တော့မှာတယ်အမတို့ကိုယ်တိုင်လည်းအမကိုယ်တိုင်လည်းစူးစမ်းနေပါတယ်အမနဲ့နီးစက်ရနီးစက်ရညီကောင်မောင်နှမတွေမြန်မာလူမျိုးတွေအချင်းချင်းကြောင်းနေတော့လကောင်းအမတို့အခုတက်နေရဲ့ international ကြောင်းနေရှိရဲ့ international student အနေနဲ့တော့လကောင်းနောက်တစ်ခါကျတော့ရှိရင်အခြားနိုင်ငံနဲ့အဆက်အသွယ်တွေရှိရဲ့အခုဆိုရင်ဟိုအလုံးနဲ့တော့လကောင်းပတ်သက်ပြီးဒီ link တွေအကုန်လုံးချိတ်ဆက်ပြီးတော့အမတို့နိုင်ငံပြန်လည်ထူထောင်ရေးအတွက်ငွေအားလူအားတည်င်းအားရှိသမျှအားအကုန်လုံးသုံးပြီးအမတို့စူးစမ်းပြီးတော့ ကိုနိုင်ငံအတွက်ကိုကိုကိုအတွက်ကိုမိသားစုအတွက်အမားတို့ရအောင်ပြန်ပြန်ပြီးတော့ပြန်ထမှရပါမယ်။အဲ့ဒါအမရဲ့အားပေးစကားပါကိုကိုအားပေးရဲ့ဗီဒီယိုပါ။ဆိုတော့ကိုကိုလည်းအားပေးရင်းနဲ့ပြီးပါရောက်နေတဲ့လူတွေအားလုံးလည်းအားတင်အားတင်ပြီးတော့ကိုပြည်ရင်းမှာရှိတဲ့လူတွေအတွက်ကိုအမားတို့မှာအမားတို့ပဲရှိရဲ့ကိုကိုကိုရီမှာကိုရီပဲရှိရယ်ကိုနိုင်ငံအတွက်ကိုကိုမှာကိုတိုင်းမှာပဲတာဝန်ရှိပါတယ်အဲ့အတွက်ကြောင့်အားတင်းထားကြပါလို့မပြောချင်ပါတယ်